အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာတကုံးဦးစန်းကိုရေးသားတဲ့ဗုဒ္ဓကိုယ်တိုင်ဖြည့်ချားခဲ့ရသောမိဂုံးနှင့်ပြတနာများပေါင်းစုဆိုတဲ့စာအုပ်ထဲမှာအကျိုးနှစ်ပါးပွားအညာတရားတစ်ခုအဘယ်နည်းဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပြတနာတစ်ခုသောတရားမေးလျှောက်သူ ပုံနာတူဗုဒ္ဓသည်ပြတနာပေါင်း16000တို့၏တရားဖြစ်တော်မူ၏။ လူရှင်ယဟန်နတ်မြတ်မာတကြားပုဂ္ဂိုလ်အတီးတီတို့သည်မိမိတို့ဉာဏ်ဖြင့်မဝေဖန်မဆုံးဖြစ်နိုင်သည့်ပြတနာအရရတို့ကိုမြတ်ဗုဒ္ဓထံတော်သို့ယူဆောင်လာကြကုန်၏ယခုလည်းပုံနာတယောက်သည် ပြတနာမေးလျှောက်ရန်ဗုဒ္ဓ၏ရှေ့တော်မှောက်သို့ရောက်ရှိနေ၏ထိုပုံနာကမေးလျှောက်သည်ကအရှင်ဂေါရမမျက်မှောက်အကျိုးတမလွန်အကျိုးအကျိုးနှမျိုးစလုံးကိုယူ၍တည်သော ပွားများအံကျိန်ဖန်များစွာပြုတ်အပ်တော်တခုသော တရားသည် ရှိပါသလောဟုမေးလေသည် ပုံနာချီ၏ရှိလင် ထိုတခုရီးသော တရားကအဖယ်ပါနီပုံနာမျက်မှောက်အကျိုးတမလွန်အကျိုးအကျိုးနှစ်ပါးစလုံးကိုယူ၍တည်သောပွားများအံကျိန်ဖန်များစွာ ပြုတ်အပ်တော်တခုသော တရားဟုသည်မမေ့မလျော့မှုအပမာရတရားပင်သည် ။ဤသို့မိန့်တော်မူလိုက်သောအခါပုံနာသည် စင်စင်ဆာဆာအာယုံဆိုင်ဆိုင်နှင့်နားဆွေနေ၏။သူ့နာတွင်သို့ဗုဒ္ဓစကားတော်ဝင်လာသည်ကပုံနာကုန်းမြေ၌ကြဆားသွားလာကုန်သောတတဝါဟူသည်။တို့၏ခြေရာအားလုံးတို့သည် စင်ခြေရာ၌ပေါင်းစုံခြင်းသို့ ရောက်ကုန်တကဲ့သို့စင်ခြေရာကို ကြီးမားသည့်ဤအဖြစ်ကြောင့်ထိုတတဝါတို့၏ခြေရာတို့ထံမျက်ဤဟုဇောဝတ်တကဲ့သို့ ပုံနာထို့အတူသာလည်းမျက်မှောက်အကျိုးတက်မလွန်အကျိုးအကျိုးနှမျိုးစလုံးကိုယူ၍တည်သောပွားများအံဂျိန်ဖန်များစွာပြုတ်ဝသောတခုသောတရားဟူသည်မမိတ်မလျော့မှုအပမာဒတရားပင်သည်ထိုပုံနာသည်ဗုဒ္ဓ၏စကားတော်ကို အာယုံဆူးဆိုက်စွာနားလည်နေ၏ဗုဒ္ဓလည်းလွယ်လင်းတကူနားလည်စေရန်အလျုံကပုံနာအားဥပမာအမျိုးမျိုးတို့ဖြင့် ဆက်၍ဟောတော်မူ၏တေပုံနာဥပမာတမျိုးတော်ကအထွတ်တတ်သောအိမ်၏အချင်းဟူသည်။တို့သည် အထွတ်သို့ရောက်ကုန်အထွတ်သို့ညွတ်ကုန်အထွတ်လင်စုဝေးရာရှိကုန်တကဲ့သို့အထွတ်ကို ထိုအချင်းတို့ထံမျက်ဤဟူ၍စိုးအပ်တကဲ့သို့ပုံနာထို့အတူသာလင် မျက်မှောက်အကျိုးတမလွန်အကျိုးအကျိုးနှမျိုးစလုံးကိုယူ၍တည်သောပွားမြတ်အပ် အဖန်ဖန်ပြုတ်ရသောတခုသောတရားဟုသည်မမေ့မလျော့မှု အပမာရတရားပင်သည်နေပုံနာဖြူဆန်မျက်ရည်ယောက်ျားသည်ဖြူဆန်မျက်ကိုရိပ်၍အဖျား၌ကမ်းမီးလေအောက်သို့ခါတကဲ့သို့ဘေးနှဖက်သို့ခါတကဲ့သို့တစုံတစ်ခုဖြင့်ရိုက်နှက်တကဲ့သို့ဤအတူသာလင်၃ပုံနာတရသည်ခိုင်း၏အသည်ဟုသမျှသည်အညာဖွဲ့ကုန် အညာတို့ အစင်လိုက်ကုန်တကဲ့သို့ပုံနာဤအတူသာလင်လေ ပုံနာမင်းငယ်အားလုံးတို့သည် စကြဝဠာမင်းဤနောက်လိုက်ဖြစ်ကုန်တကဲ့သို့ထိုမင်းတို့ထံစကြဝဠာမင်းကိုမျက်ဤဟုဆိုအပ်တကဲ့သို့ပုံနာထို့အတူသာလင်ငါပုံနာနက်ခတ်တာယာတို့၏အယောင်ဟုသမျှသည်လာရောင်ဤ256ဆိတ်ဤတစိတ်ကိုမျှမမီတကဲ့သို့ လာယံကိုထိုးရောင်တို့ထံမျက်ဤဟုဇိုအပ်တကဲ့သို့ပုံနာထိုးတူသားလင် မျက်မှောက်အကျိုးတမလွန်အကျိုးအကျိုးနှစ်ပါးစလုံးကိုယူ၍တည်သော ပွားများအပ်အဖန်ဖန်ပြုတ်ဝဲသောတခုသောတရားဟုသည်မမေ့မလျော့မှုအပမာရတရားပင်တည်ပုံနာဤသည်လင်မျက်မှောက်အကျိုးတမလွန်အကျိုးအကျိုးနှစ်ပါးစလုံးကိုယူ၍တည်သောပွားများအပ်အဖန်ဖန်ပြုတ်ဝဲသော တခုသောတရားပင်သည်ဟုမိန့်တော်မူ၏ထိုအခါပုံနာသည်ဒုနှစ်ဖက်ကိုထောင်းလက်အုပ်ကိုမြောက်ချီလျက်အရှင်ဂေါရမအလွန်နှစ်သက်ဖွယ်ရှိပါ၏အရှင်ဂေါရမအလွန်နှစ်သက်ဖွယ်ရှိပါ၏ဟုရှောက်ထားပြီးလျှင်ဗုဒ္ဓထံ၌ယာတပံဥပဒကဖြင့်ခံယူလေသည်နာဆင်ပေးသူအလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။